ပြတဲ့ချအောင်မဲမင်္ဂလာပါရှင်မန္တလေးခတိမှာပြန်လေးကျွဆောင်ရပါရှင်ကျမတို့ channel ကနေနေစဉ်ပြတော်ရင်ပြပါတဲ့များကျွန်တော်ရည်တဲ့များနဲ့နောက်ဆုံးရတဲ့များကိုအချိန်နဲ့ကြပြင်းစားတက်တက်ဆက်ပြီးတော့မှာဖြစ်ပါရှင်ရကဘာမောဆောင်စားတက်တင်ဆက်ပေးမယ့်တဲ့ချာလေးကတော့ EOE များကိုဖြစ်ချင်တာတွေမပြောဘဲနဲ့ဖြစ်တင်တာတွေနဲ့ဖြစ်နိုင်တာတွေကိုပြောရမယ့်အောင်လိုက်ကပြောဆိုထားတဲ့ဆိုတဲ့တဲ့နဲ့ပဲဖြစ်ပါရှင် တိုင်းတန်းနဲ့နဲ့ကန်ချက်ပွဲ EU အင်းများအနေဖြင့်ကိုဖြစ်ချင်တာတွေမပြောဘဲဖြစ်တဲ့နာတွေနဲ့ဖြစ်နိုင်တာတွေကိုပြောရန်အကြံပေးစကားဆောင်မြောင်းကပြောဆိုထားကြောင်းသိရှိရပါတယ်ပြရတဲ့မတ်လ9ရက်နေ့ရုရှားကီးစင်မအပြင်လေရင်ပေါ်တွင်စစ်တပ်လက်အောက်ခံမီဒီယာများနဲ့တွေ့ဆုံစဉ်မြောင်းလိုက်ကထုတ်သူပြောဆိုခဲ့ခြင်းဖြစ်ပြီးယင်းပြောဆိုချက်ကိုယမန်နေ့မတ်လ17ရက်နေ့ထုတ်တဲ့စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာများတွင်အကြံတော်ဝင်ဖော်ပြထားဖြစ်ပါရယ် အကြမ်းမဲ့စစ်ကောင်ဆောင်မြန်လိုက်က EUA များအနေဖြင့်ကိုဖြစ်ချင်တာများကိုမပြောဘဲလက်တွေလှုပ်ဆောင်ရန်အသင့်တော်ဆုံးအချိန်ရောက်ရှိနေပြီဖြစ်ကြောင်းဒီမိုကရေစီအခွင့်အရေးနဲ့တိုင်းရင်းသားအခွင့်အရေးပေးထားကြောင်းတစ်ဖက်သက်အခွင့်အရေးပေးရမရကြောင်းပြောဆိုထားကြောင်းသိရပါသည် EOA တွေကိုလည်းကျွန်တော်ပြောချင်တာကတော့ကိုဖြစ်ချင်တာတွေကိုမပြောပါနဲ့ဖြစ်တင်တာတွေဖြစ်နေတာတွေပဲပြောဖို့ကောင်းပါတယ်လူဆိုတာကတော့ဖြစ်ချင်တာတွေကလူတိုင်းဖြစ်ချင်တာပဲကျွန်တော်လည်းဖြစ်ချင်တာတွေအများကြီးရှိတာပဲဒါပေမဲ့ကျွန်တော်ဖြစ်ချင်တာဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်ဖြစ်တင်တာဖြစ်နေတာကိုပဲကျွန်တော်တို့သွားတာကောင်းပါတယ်ကျွန်တော်တို့ဒီ အချက်တွေကိုဒီမိုကရေစီအခွင့်အရေးပေးပါတယ်တိုင်းရင်းသားနဲ့ပတ်သက်တဲ့အခွင့်အရေးတွေပေးတယ်ကဘာမှာကြီးလိုက်ရင်အကုန်လုံးကမျှတတဲ့အခွင့်အရေးပဲကိုရပါတယ်တစ်ဖက်သက်အခွင့်အရေးကိုတွားပေးလို့တော့မရပါဘူးတိုင်းရင်းသားဘက်ကစဉ်းစားဖို့တော့တင့်တယ်ဆိုတော့ကိုကျွန်တော်ပြောလို့ပါတယ်ဟိုအမြောင်းလည်းကပြောဆိုထားကြတင်ရပါတယ် တိုင်းဒါကြောင့်ရင်းလက်နက်ကတခုဖြစ်တဲ့ကရင်အမျိုးသားအစည်းအုပ် KNU ရဲ့ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ဘိုးအလုံးမှုဆောင်သူလည်းဖြစ်တဲ့ဘဒူစော်တော်နေကမြောက်လိုင်းနဲ့စစ်တဟာတရားမဝင်သော passive အဖွဲ့အစည်းဖြစ်ကြောင်းတိုင်းဒါလက်နက်ကအဖွဲ့အစည်းများနဲ့ပတ်သက်၍မြောက်လိုင်းနဲ့စစ်တပ်တွင်ပြောဆိုခွင့်မရှိခဲ့ကြောင်းတုံ့ပြန်ထားဖြစ်ပါတယ်။ ဖက်ဆစ်စစ်ကောင်ဆောင်မင်းအွန်လိုင်းကနေဘာပဲပြောပြောကျွန်တော်တို့အတွက်ကတော့ရှင်းရှင်းလေးပါပဲအာနာကိုမတရားနီအတန်းဖက်ဖက်ဆစ်နီတွေနဲ့တရားမဝင်ရပ်ယူလိုက်ကြတဲ့ကဒီလူတွေနဲ့ဒီအဖွဲ့အစည်းတွေကတရားမဝင်တဲ့အဖွဲ့အစည်းတွေဖြစ်သွားပြီတကယ်တော့လည်းလူထုအပေါ်မှာနေစင်တဲ့အများမာဖီးယားဆက်ဆံမိုက်ဂျီခွဲနှိပ်စက်တဲ့လူကပြုနေကြလည်းရှင်းနေတာပဲလေဒါကြောင့်တို့တို့ပြုမှုပြောဆိုလောက်ကနေတဲ့အရာမှန်တများဘာတကူမှတရားဝင်တာမဟုတ်လို့ကျွန်တော်တို့အနေနဲ့ဘာမှအလေးထားယူဆိုင်နေစရာမလိုပါဘူးတို့တို့ ိုတရားဝင်တဲ့အဖွဲ့အစည်းတွေမဟုတ်လို့ဒီလိုစကားမျိုးလဲပြောပိုင်ခွင့်မရှိပါဘူးလို့ဘဒူစောတော်နဲ့ကပြောဆိုထားဖြစ်ပါတယ်အကြံပေးစကားဆောင်မြန်လိုက်ကရုရှားကနေပြန်လာပြီးတော့မြန်မာနိုင်ငံမှာနေ့ချင်းညချင်းကြီးပွားတိုးတက်လာတော့မိပုံစံဖြင့်စကားစရဲ့ဝါဒပြတဲ့စာများတွင် နေစဉ်ဖော်ပြရည်သားထွက်လွင်မှုများလုံးဆောင်လာကြကိုတွေ့ရှိနေရတယ်ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့နထိုးကြီးဝက်လူရဲစခန်းနဲ့အင်အား၂ရာပါတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုအစစ်ကောင်စစ်ဘက်ကနေ၂၅ဦးတိစောက်ခဲ့ပြီးဘုံဘုံဝင်းလိုက်ဦးနဲ့ဘူကြီးအောင်ကုတ်ကိုအပောင်းဝင်းဆက်လက်ဦးဖမ်းဆီးရရှိလက်နက်၄၄လက်နက်ခဲယမ်းများရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းမှာထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့မှုမှာစစ်ကောင်စစ်ဘက်ကနေ၂၅ဦးတိစောက်ခဲ့ပြီးဘုံဘုံဝင်းလိုက်ဦးနဲ့ဘူကြီးအောင်ကုတ်ကိုအပောင်းဝင်းဆက်လက်ဦးဖမ်းဆီးရရှိခဲ့ကြောင်း MM1 စစ်တေတာကတရင်ထုတ်ပြန်ထားပြပါရယ်မတ်လ9ရက်နေ့အနေထိုးခြင်းမျိုးနဲ့ဝက်လူရက်စခန်းမှာထွက်လာခဲ့တဲ့တမတ်တရတဲ့လက်အောက်ခံအင်အားနေရာခတ်ပါတဲ့စစ်တပ်စစ်ကြောင်းကိုကြက်တွင်ဘိုးရွာအနောက်ဖက်တွင်မြင်းချက်ခရင်တရင်လေးတရင်တဆယ်နေထိုးခြင်းမျိုးနဲ့ပကဖာနဲ့မဟာမိတ်ပူပေါင်းဖွဲ့များကပူပေါင်းတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင်စစ်ကောင်စစ်တပ်ဖွဲ့ဝင်25ဦးသေဆုံးပြီးဘုံမူဝဲလိုက်ဦးနဲ့ဘူချီအောင်ကိုကိုအပါဝင်စစ်သား17ဦးလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့ထဝယ်မမြိတ်တို့ထွက်ခွာလာတဲ့ငွေစက်ကူတစ်တာများနဲ့စစ်တာများလိုက်ပါလာတဲ့ဆက်လေကိုတိုက်ခိုက်မှုစကောက်စစ်ဖက်ကနေ20ဦးထံမှနေတည်ဆုံပြီးဆက်လေ RPG ထိမှန်ပြီးမီးလောင်ပြားချသွားတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။တင်းနေတည်းရတိုင်းထဝယ်မမြိတ်တို့ထွက်ခွာလာတဲ့ငွေစက်ကူတစ်တာများနဲ့စစ်တာများလိုက်ပါလာတဲ့ဆက်လေကိုတိုက်ခိုက်မှုစကောက်စစ်ဖက်ကနေ20ဦးထံမှနေတည်ဆုံပြီးဆက်လေ RPG ထိမှန်ကမီးလောင်ပြစ်စီသွားခဲ့ကြောင်းလောင်လုံးမြို့နယ်ပြည်ထောင်ကာကွယ်ရေးတပ်ဖွဲ့ပြန်ချရင်တောင်း ခန်းရဲဘော်ရှဲတို့ကရန်ကုန်ခေတ္တတည်ထောင်ထားလို့ပြောဆိုထားဖြစ်ပါတယ်။မတ်စတာဆယ်ရက်နေ့ည7:00နာရီကတည်းကချွဲမြို့မှာတရက်ချောင်းမြို့နယ်ဆင်ပြပြင်းစစ်ကံဘက်တို့စုံစင်လာတဲ့ငွေဆက်ကူတစ်တာများနဲ့စစ်သားများလိုက်ပါလာတဲ့စက်တွေတစ်စီကိုချွဲကရန်တပ်ပါစုကချွဲမြက်ကြောင်အတွင်ကြပြတိုက်ခိုက်ခဲ့ရတဲ့တိုက်ပွဲ7မိနစ်ခန့်ကြာမြင့်ခဲ့ပြီးဆက်လီကို RPG ထိမှန်ကမီးလောင်ပျက်စီးသွားခဲ့ကြောင်းသိရပါတယ် ထိုတိုက်ခိုက်မှုအတွင်မှာအကြံဖက်စစ်ကောင်စစ်တပ်သား20ကျော်တိုက်ဆုံးခဲ့ပြီး30ခန့်ဒဏ်ရာရှိခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ကျော်လရင်တပ်ဖွဲ့ဝင်များအထူးကံမရှိပြန်လည်ဆုတ်ခွာလိုက်ခဲ့ကြောင်းသိရှိရပါသည် အဲ့ဒီဆက်လေးက RPG ထိသွားတယ်အဲ့ဒီမှာမီးလောင်ပြီးတော့မောင်းပြေးသွားတာကျွန်တော်တို့ပြစ်လိုက်တာလည်းမနေပါဘူးကျွန်တော်တို့တည်ရတဲ့နောက်တော့ငွေဆက်ကူတွေတင်လာတာတည်တာတွေနဲ့အများကြီးတင်လာပြီးတော့ခြောက်ရက်နေမြေကိုပို့မှဗန်အချစ်ချဲလွဲပြောင်းတဲ့ပုံစံမျိုးနဲ့ပို့မဲ့နေရာမှာဗန်မန်နေဂျာရဲ့ဗန်ဝန်ထမ်းတွေရောက်ပါတယ်လို့သိရပါတယ်မြမစီပွားရေးဗန်ကဖြစ်နိုင်ပါတယ်စစ်ခွေလုံချုံရေးတွေနဲ့စစ်မှုထမ်းလည်းပါပါတယ်ဆက်လေးပေါ်မှာအကုန်လုံးပေါင်းပြီးတော့လာကြတာစစ်ခွေအင်အားကတော့60ကနေ80ကြားရှိပါတယ် သူတို့ဆက်နေကလေးနဲ့နှစ်ဦးလောက်ပဲပြန်ပြင်နိုင်တယ်ဟုလောင်းလုံးမြင်တဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်တို့ကပြောဆိုထားဖြစ်ပါတယ်အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးရင်တော့မီးလောင်သွားတဲ့ဆက်လေကိုထဝယ်နဲ့အကြောင်းနေမှုအကြောင်းမှာရပ်ထားပြီးဆက်လေပေါ်မှာတည်ဆုံသွားခဲ့တဲ့စစ်သားအလောင်းများကိုလာရောက်တဲထုတ်သွားခဲ့ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့ရေးမြွနဲ့ကွန်တူကြေးရွာမှာရှိတဲ့စစ်တပ်ကင်ပုံကိုရေးဘလူအဖွဲ့ကဝင်ရောက်တိုက်ခတ်စဉ်ကင်ပုံဝင်နေတဲ့စစ်သားအလုံးထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။မွန်ပြည်နယ်ရေးမြွနဲ့ကွန်တူကြေးရွာထိပ်ရှိအကြမ်းဖက်စစ်တပ်ကင်ပုံတဲ့နေရာကိုရေးဘလူအဖွဲ့ကဝင်ရောက်တိုက်ခတ်စဉ်ကင်ပုံဝင်နေတဲ့စစ်သားအလုံးထွက်ပြေးသွားကြောင်းရေးဘလူအဖွဲ့ကောင်ဆောင်ကရန်ကုန်ခေတ်တဲ့တင်ဌာနချတော့ပြောဆိုထားဖြစ်ပါရယ်။မတ်လ17ရက်နေ့တွင် ကွန်တူကြေးရွာရှိပြည်သူများဖြတ်တန်းသွားလာနေတဲ့လမ်းကိုပိတ်ဆို၍ ီကင်းပုံးချက်ထားတဲ့အကြမ်းဖက်စစ်တပ်ကိတ်ကိုရေးဘလူးအဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့စဉ်စစ်ကောင်စစ်တပ်များပြန်လည်တိုက်ခိုက်ခြင်းမပြုလုပ်ဘဲထွက်ပြေးသိမ်းရှောင်သွားခဲ့ကြောင်းသိရှိရပါသည်။ ကျွန်တော်တို့ဒီကနေ့ဝန်တူကြီးွာထိမှာသူတို့အပေါ်ကရွာသားတွေဖျက်ဆန်းသွားလာလို့မရအောင်လမ်းကိုကြောက်ခါနဲ့ပိတ်ထားတာကြာပါပြီကျွန်တော်တို့ဒီတခါတိုက်ပွဲဖြစ်တဲ့နေရာပေါ်အဲ့ဒီနေရာကိုချေမှုရင်းဒီနေ့ပြန်စင်တော့သူတို့တွေထွက်ပြေးသွားပါတယ်သူတို့မနေရဘူးကျွန်တော်တို့ဂိတ်ကိုတင်စီရမိပါတယ်မိရှုဖျက်ဆီးလိုက်တယ်သူတို့ရဲ့ယူနီဖောင်းတွေပါမယူဘဲနဲ့ထွက်ပြေးသွားတာဟိုရေဘလူးအဖွဲ့ခေါင်းဆောင်ပြောဆိုထားဖြစ်ပါတယ် အဆိုပါကွမ်တူကျေးရွာထင်ရှိလမ်းပများကိုအကြံပေးစက်ကောင်စစ်တပ်သားများကကြောက်ကားဖြင့်လမ်းပယ်၍ကိပုံများခြားကဂိတ်ဖြင့်ကိတ်ဖွင့်စစ်ဆေးနေခြင်းဖြစ်ကြောင်းဂိတ်ကိုဖျက်တပ်သွားလာတဲ့ပြည်သူများကိုလည်းအကြံပေးစစ်ကောင်စစ်တပ်သားများကစစ်ဆေးခြင်းများပြုလုပ်ပြီးစိုက်ကဲများကိုတောင်းပေးဝင်ပြီးကားများကိုဝယ်ခွင့်မပြုဘဲအတင်းအနမအသိမ်းစီးမှုများလုံဆောင်နေခြင်းဖြစ်ကြောင်းရေးဘလူအဖွဲ့ကဆက်လက်ပြောဆိုထားဖြစ်ပါရယ်။ ဆက်လက်ပြီးတော့မေအွန်လိုင်းရုရှားနဲ့ပြန်ရောက်လာပြီးတရုတ်အတံမှာတရုတ်ရဲ့အထူးကိုယ်စားလှယ်ကနေပြီးတော့သူရောက်ရှိလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။အကြံပေးစကောင်ဆောင်မေအွန်လိုင်းရဲ့ရုရှားခီစင်ရုရှားနဲ့ဘယ်လာရုစ်ခီစင်အပြီးမှာတရုတ်နိုင်ငံရဲ့အာဆီယံရေးရာအထူးကိုယ်စားလှယ်တိတ်ရှိရှိကတော့နေပြီးတော့ရောက်ရှိလာပြီးစကောင်ဆောင်နိုင်ငံခြားရေးဝန်ကြီးတန်းရွှေနဲ့တွေ့ဆုံကြကြတင်ရပါတယ်။ မတ်စလာကိုရနေမင်းလိုက်ကတော့ရုရှားကနေနေပြီးတော့သူ့ပြည်လဲရောက်ရှိလာပြီးရအောင်မတ်စလာဆင်းရဲနေမှာတရုတ်ကိုစတဲ့တင်ရှိရှင်ကစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဦးတန်းရွှေကိုနေပြီးတော့မှလာတွေ့ခဲ့တယ်လို့ဆိုထားဖြစ်ပါတယ်မြန်မာတရုတ်နယ်၁၁ချက်မှငင်းချမ်းရဲနဲ့တင်ငင်ရေးကိုပုံမမြင့်တင်နိုင်ဖို့တရုတ်အနေနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားပြီးပြည်တွင်းငင်းချမ်းရဲနဲ့အမျိုးသားပြည်လဲတင်မြင့်ရေးလုပ်ငန်းစဉ်နဲ့သက်ဆိုင်တာတွေဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားဖြစ်ပါတယ် အလားတူ27တမရှိနေတဲ့ online နောက်ကစား online ဝင်နေကိန်းတွေကိုပူပေါင်းတက်ဖြည့်ရေးကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီအဆိုထားဖြစ်ပါတယ်။စစ်ကောင်စီဖက်ကတော့ Russia ဖြစ်စဉ်ကအောင်မြင်တဲ့ဖြစ်စဉ်ဖြစ်ပြီးထဝယ်ရင်တဲ့စစ်ကံမှာ Russia တွေယင်းနည်းမြွနံမဲ့အပြင် nuclear တပ်ပေါင်းဖို့တိစောက်ရေးစိုက်ပျိုးရေးလွတ်စွန်းအရာအရင်မြင် အာကာသနဲ့ဂျိုတုနိပညာအပါဝင်နေပင်အလုံးမှာပူပေါင်းဆောင်ရွက်သွားမယ်လို့လည်းသတင်းထုတ်ပြန်ထားဖြစ်ပါတယ်။အကြောင်းတစ္ဆေပင်မှုဒီမှာပဲကြားနာကိုပြပါရှင်။အပင်နာဆင်မအတွေ့အတွေ့ကျဆွတင်ရှင်ပါရှင်။